ဒီပပရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းလေးကိုပြောပြပေးပါမယ်။ရုရှားစစ်စခန်လေးကစစ်လေရင်အစင်း၄၀ကိုရုရှားနိုင်ငံတွင် ခိုးသွင်းလာတဲ့ဒရုန်းတွေတုံးပြီးတော့တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ယူကရိန်းကထုတ်ပြန်ပါတယ်။ဇွန်လ၁ရက်နေ့ညပိုင်းတိုက်ခိုက်မှုဟာစစ်ပွဲကာလအတွင်းယူကရိန်းရဲ့အကြီးမားဆုံးတိုက်ဝေးတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ ပင်ကူအိမ်ဆစ်စင်ရဲမှာ drone 118စင်အသုံးပြုခဲ့ပြီးရုရှားရဲ့မဟာဗျူဟာမြောက်ပဲ့ထိန်ဒုံကြီးတဲဆောင်ပြစ်လွှတ်နိုင်တဲ့ယင်34ရာခိုင်နှုန်းကိုထိမှန်စေခဲ့တယ်လို့ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီကပြောပါတယ်ဒီစစ်စင်ရေးအတွက်ယူကရိန်းထောက်လှမ်ရေး SPU ဟာတနစ်ခွဲအချိန်ယူခဲ့ရတယ်လို့သတင်းရင်းမြစ်တွေကဖော်ပြပါဗျ။ဒရုန်းတွေကိုလေတပ်စခန်းတွေအနီးအထိဝှက်သေးလာပြီးတော့အချိန်ကြိုက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တချိန်ထဲမှာရုရှားကလည်းယူကရိန်းနဲ့မြေတွေထဲမှာအေယာမဒရုန်းနဲ့ဒုံးကျည်တိုက်ခိုက်မှုကြီးကိုညလုံးပေါင်းဆင်နွှဲခဲ့ပါတယ်။ဂျွန်လနေ့ရက်နေ့မှာရုရှားနဲ့ယူကရိန်းညှိနှိုင်းရေးမှုတွေတူကီနိုင်ငံအစ္စတန်ဘူမှာဒုတိယအကြော့အငြိမ်းချမ်းရေးမဆွနှွေးပြီးအခုလိုအပြန်အလှန်အကြီးကျယ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။အခုတိုက်ခိုက်မှုမှာရုရှားရဲ့မဟာဗျူဟာကျတဲ့လေကြောင်းကဏ္ဍမှာဒေါ်လာ9ဘီလီယံဘူလောက်ဆုံးရှုံးမယ်လို့ယူကရိန်း SBU ကခန့်မှန်းထားပါတယ်။ သမရဇလန်စကီကယူကရိန်းထောက်လှမ်းရေး SBU အကြီးအကဲဗာစီမာလီယူကိုချီတူခဲ့ပြီးဒရုန်း139စင်းမှအစင်းတိုင်းကိုပိုင်လော့တယောက်စီကထိန်းချုပ်ခဲ့တာလို့ပြောကြားခဲ့ပါတယ်။ဒေသ၅ခုမှာဖြစ်ပွားခဲ့တဲ့ယူကရိန်းတိုက်ခိုက်မှုတွေကိုရုရှားဘက်ကလည်းအတည်ပြုခဲ့ပြီးအကြမ်းဖက်လို့ရဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ TVB နောက်ဆုံးရသတင်းတွေကို TVB TV News Facebook page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။